မန္တလေးရတခိုးတွေကြောက်စရာကောင်းချက်မင်္ဂလာပါအော်ဒီယိုပိုင်းစောနိုင်ငံနေကြိုးဆိုပါတယ်ဒီတစ်ခါမှာတော့တခိုးတွေဘလောက်ထိတောင်းချမ်းနေလဲဆိုတော့ CCTV မှတ်တမ်းတစ်ခုကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီ CCTV မှတ်တမ်းကိုတော့တက်တော့အနေတွေးရှိတင်ဆက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်နဲ့အတူအဆုံးထိအောင်လိုက်ပါကြည့်ရှုပေးပါဦးခင်ဗျာ ဒါတကိုးတွေစရောက်ရှိလာပြီပေါ့နော်ဒီမှာရှေ့မှာဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်နောက်မှာဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်အဲသူတို့ရှေ့မှာဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်ပေါ့နော်ဒါစပြီးတော့တကားနာကိုကတ်ပါတယ်ဂျိန်ကကြည့်ရဝင်းတကားအပေါ်မှာတန်စကားတွေ တော်တော်လေးတတ်ထားပုံရတယ်ပေါ့အားကြောင့်မို့သူတို့ကြော်လို့မရဖွင့်လို့မရဖြစ်နေတာပေါ့နော်မနောက်ကလူနှစ်ယောက်ထက်ရောက်လာပါတယ်အင်ရှင်တွေကဒါတိရပေါ့နော်သူတို့ဒါအတန်ကြားလို့ခွေးဟောင်းတန်ကြားလို့မတင်ငါလို့ထကြည့်ရော CCTV မှာဒီလိုမျိုးတွေ့မြင်နေရတာဖြစ်ပါတယ်သူတို့ကလည်းအုတ်စုတောင်းတော့မအော်ရဲပဲနဲ့အသာငြိမ်းနေရပါတော့ တကယ်လို့ online လို့အညိုးထားပြီးတော့မှ လူအများကြီးနဲ့ထက်လာလို့မှကြောက်တာပေါ့နော်ဒါ pension တွေဘက်ကအတွေ့ပေါ့အခုတောင်မှလူက6ယောက်ပါပါတယ်မိရလေထိန်လင်းနေအောင်ဖွင့်ထားတာကိုဒါလုံးဝကိုရရတင်တင်ပဲပေါပေါတင်တင်ပဲလုပ်နေပါတယ် မှာဟိုကောင်းဟိုမှာကာဘိန်လိမ့်ပြီးတော့တောင်းစောင့်နေပါတယ်ဒီနာလေးယောက်ကတော့တော့ဖွင့်ဖို့စူးစမ်းနေပါတော့အိမ်ထဲကိုကြောဝင်ဖို့စူးစမ်းနေပါတယ်အဲခွေးလေးရလမ်းဘေးခွေးလေးရဟောင်းပေးနေတယ်ပေါ့နော်ဒါဒီခွေးဟောင်းတန်းကြောင့်မို့လဲသူတို့နည်းနည်းပါးပါးနိုးတာဖြစ်ခြင်းဖြစ်မှာပေါ့ ဒါလမ်းဘေးခွေတင်မဟုတ်ဖ ೇನೆ ဒီဝင်းထဲမှာသူတို့အိမ်ဝင်းထဲမှာခွေးမွေးထိုင်ကိုကောင်းမှာပေါ့နော်အိမ်ထဲမှာခွေးမွေးထိုင်ဒီလောက်ထိမကတ်ရဲလာဘူးပေါ့ဒါခွေးမွေးဖို့ဆိုတာလေတကယ်တော့အိမ်မှာလူများမှာပေါ့လေလူများမှာခွေးမွေးတာကောင်းတယ်ပေါ့နော်လူနေရင်ခွေးမွေးတာလည်းတိတ်အကောင်းလူများများရှိမှဒါအိမ်ဆောင်ခွေးမွေးရင်ပိုကောင်းတယ်ပေါ့ အင်ဝင်းလဲကျဲတော့အင်ဝင်းလဲကျဲလို့ပြောတာပါအင်ဝင်းကျင်းရင်လဲခွေးကမွေးလို့မကောင်းဘူးเนาะဒီလိုအင်ဝင်းမျိုးနဲ့လူလဲ၄-၅ရောက်ရှိရဲဆိုရင်တော့ခွေးမွေးရင်ဒါခေါင်းပြပြအိပ်ရပါတယ် ဒါဒီဗီဒီယိုကြည့်ရတဲ့အပေါ်ကပရိဒါစုချိုးဆင့်ထားတဲ့အတွက်ကံကောင်းတာလို့ပဲပြောရမှာပေါ့ဘယ်လိုမှသူတို့ပြန်လို့မရသွားဘူးပေါ့နော်ဖြစ်ခဲ့တာကတော့2025ခု6လပိုင်း18ရက်နေ့မနက်2:15မိနစ်ချိန်ဒါလူတွေ ကျွန်တော်တို့ပုံမှန်လူတွေအိတ်ကောင်းနေတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာသူတို့လာကြပါတယ်လောက်ကြပါတယ်ဒါတတိထားဖို့ပြန်လဲတင်ဆက်ပေးခြင်းဖြစ်ပါတယ်မန်လေးမှာနေပဲဆိုဆိုညပဲဆိုဆိုတတိထားနိုင်မှတော်ကကြပါတယ်ဒါသူတို့ဘယ်လိုမှလုံးလို့မရလို့ လက်လျှော့ရမယ့်အနေအထားရောက်နေပါပြီ။ဒါပတ်ကြည့်တယ်ဘယ်လိုမှပတ်ကြည့်လို့မရလို့အမဒီနောက်ကကောင်းလေးရသူကကတောင်ပြနေသေးတယ်ပေါ့နော်။အဲလူက2 4 6ရောက် အဲတရုတ်စုနဲ့ဆိုလဲပင်ရှင်သာနိုးပြီးသူတို့ကိုနှောက်ရှက်မယ်ဆိုရင်ဒါတခုခုတောင်လှုပ်သွားလောက်တယ်ပေါ့နော်အားလုံးမှာဒါသတိထားရအောင်လို့ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘေးပြာတွေဝေးကွာကြပါစေ